ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာ one friday five မှာအခုပြီးခဲ့တဲ့တောက်တန်လေးကဂျိုင်မွဲအမှတ်113ကျင်းပသွားခဲ့တယ်အခုလာမဲ့တောက်ကြော်ရောက်ရင်ဂျိုင်မွဲအမှတ်114ကျင်းပကိုရှိနေတယ်ခင်ဗျာဒီတော့ဒီဂျိုင်မွဲနှစ်ခုလုံးရဲ့ခေါင်းစဉ်အောက်မှာမြန်မာဖိုက်တာတွေမပါဝင်ခဲ့ဘူးပေါ့လေအဲဥပမာဆိုတာ black dot လို့ဖိုက်တာတွေပါဝင်ခဲ့တာရှိပေမဲ့လေသူတို့ကထိုင်းကိုကိုးစားပြီးထိုးနေတာကိုအဲ့လိုနေတာရှိတယ်ပေါ့ မြန်မာနိုင်ငံကိုစားပြုတဲ့ fighter တွေကတယောက်မှမပါဝင်ကြဘူးဒီတော့115နဲ့116ကျွန်တော်တို့သိမကြရင်လာတော့မယ်အဲ1 Friday fight 115နဲ့116မှာမြန်မာ fighter ပါဝင်တာဘုရားတေချာနေပြီခင်ဗျအဲ့တော့ဘယ်သူဖြစ်မလဲကျွန်တော်အမြင်ကိုပြောရရင်တော့1 championship ဟာအဲ့ခေါင်းစဉ်ကြီးနှစ်ခုအောက်မှာမြန်မာ fighter တွေကတကယ်ပုံရိပ်ရှိပြီးသားကစားသမားပြည်သက်စိတ်ဝင်စားမှုအကောင်းတဲ့ကစားသမားကို ဝက်တယ်ပေးလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်အနည်းဆုံးဆုံးကတော့ကျွန်တော်မှတန့်စင်ရှိတယ်ခင်ဗျဟုတ်ကဲ့တန့်စင်ရဲ့ပွဲရလဲတိတ်မကြတော့ဘူးဆိုတာတန့်စင်ကိုယ်တိုင်ထုတ်ပြောထားတယ်တန့်စင်ရဲ့ Facebook page မှာမကြမီဆိုတဲ့စာသားနဲ့တွဲဖက်ပြီးတော့သူဒီပွဲထူရတော့မယ်အကြောင်းကိုအသိပေးထားတာဖြစ်တဲ့အတွက်တန့်စင်ရဲ့ပြိုင်ဘက်ဟာဘယ်သူလဲဆိုတာကိုပဲကျွန်တော်စောင့်ကြည့်ရတဲ့အနေအထားဖြစ်နေတယ်ခင်ဗျအဲပြီးတော့ရှေ့မှာ သူ့ကိုပက်စုခုံပင်းနဲ့ဝက်တယ်ပေးတော့ကဒုကောင်ဝက်တယ်ပေးခဲ့တယ် ဲ့တော့ဒီကြိမ်ပွဲတယ်ပြရင် one friday fight ကောင်းစီအောင်မှာတန်းစင်ပွဲကကောင်းပွဲဖြစ်လာမလားဒုကောင်းပွဲဖြစ်လာမလားဒါမှမဟုတ်တခြား cut တစ်ခုခုပဲဖြစ်သွားမလားဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရဖို့ရှိနေပါတယ်ခင်ဗျပြီးရင်ကျွန်တော်အနည်းဆုံးထပ်ပြီးတော့တွေးတာတော့ bronica ပါပဲ bronica ကိုဘာဖြစ်လို့တွေးတယ်လဲဆိုတော့ bronica နဲ့ပွဲထိုးခဲ့တဲ့ fighter တွေကဟိုတရက်ထဲမှာပေါ့လေအတူတူပွဲထိုးခဲ့တဲ့ fighter တွေတော့ပွဲပြန်ရတဲ့လူရှိလာပြီခင်ဗျအဲပြောရမယ်ဆိုရင် francisca vida မကြသိင်ကပဲပွဲထိုးသွားတယ် နော်ဖာဆိုင်နဲ့ပွဲထိုးတယ်ဖရန်စစ်ကပီရာနိုင်သွားခဲ့တယ်အဲ့တော့ဖရန်စစ်ကပီရာနောက်ဆုံးထိုးတဲ့၄ပွဲမှာ၃ပွဲနိုင်တဲ့ဖိုက်တာတော့ဖြစ်သွားခဲ့ပြီခင်ဗျပြီးတော့ဂရိုနီကာကိုဂျူနီယာဖက်ဒက်စနဲ့ပွဲတယ်ပြည့်နေကအဲ့ပြိုင်ပွဲကြီးရဲ့ခေါင်းပွဲစဉ်မှာထိုးခဲ့တဲ့ဖိုက်တာအူဇ်ဘက်ကစ္စတန်ဖိုက်တာအော်ဒီကော့ဖ်အော်ဒီကော့ဖ်ဆိုရင်အခုဒီဘက်မှာပွဲစဉ်ပါလာတယ်သူ့ကိုပက်စုကွန်ဘင်းနဲ့ပွဲတယ်ပေးထားတယ်ခင်ဗျဒီတော့ဘရိုနီကာနဲ့တရားထက်မှာထိုးခဲ့တဲ့ဖိုက်တာတွေပြီးတော့ဘရိုနီကာနဲ့တွေ့ခဲ့မှုတဲ့ပြိုင်မဲ့ခေါင်းတွေပွဲရလာပြီဆိုတော့ ဘရော်နီကာရဲ့ပွဲစဉ်ကလည်းသိအလန်းမဝေးလာတော့ဘူးလို့ထင်ပါတယ်ဒီတော့1 5 1 6မှာဘရော်နီကာရဲ့ပွဲစဉ်များပွဲထုတ်လာမလားဆိုတာကိုတော့တွေးမိတယ်ပေါ့ဒါပေမဲ့1 5ကအရန်နီးနေတဲ့အတွက်တော့မဖြစ်နိုင်တော့ဘူးလို့တော့အချက်တွက်တယ်ဘရော်နီကာကမဖြစ်နိုင်ဘူးတွက်တာနော်တန့်စင်ကတော့ maybe ဖြစ်နိုင်ချေရှိတယ်ဘာကြောင့်လဲဆိုတော့အခုလက်ရှိမှာ1 5ပြိုင်ပွဲတွေကပွဲစဉ်တွဲဆိုင်တစ်ခုကိုပဲ1ကထုတ်ပြသေးတယ်အဲ့တွဲဆိုင်ကတော့ဆူရီယန်လက်ခဲ့ရဲ့တွဲဆိုင်ပါပဲခင်ဗျာ အဲ့တော့ Sulian Lack ရဲ့ပွဲစဉ်ပါဝင်လာပြီဆိုတော့ဒါ Sulian Lack ဆိုရင်လည်းတန့်စင်နဲ့အတူတူထိုးခဲ့တဲ့ဥစ္စာအဲ့လိုအနေထားရှိတယ်ပေါ့ပွဲအနေထားကမကွာဘူးလေသုံးယောက်တရတဲ့ထိုးခဲ့တာဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အတွက် Sulian Lack ကိုဝက်တယ်ပြီးလိုက်တော့ဒီတွဲဆိုင်ထဲမှာဒီပြိုင်ပွဲကြီးထဲမှာတန့်စင်ရဲ့တွဲဆိုင်ကိုပါထည့်လာမလားဆိုတာကျွန်တော်တို့စဉ်းစားစရာရှိနေတယ်ကျွန်တော်ကတော့115နဲ့116မှာတေဂျာပေါ့မြန်မာဖိုက်တာတွေကပရိသတ်စိတ်ဝင်စားတဲ့ဖိုက်တာတယောက်ပါဝင်လာလိမ့်မယ်လို့ယူဆမိပါတယ်ဒီတော့ 8 fighter ဘယ်သူဖြစ်မလဲပြီးတော့8 fighter နဲ့အတူနောက်ထပ်မြန်မာ fighter တွေကဘယ်သူတွေထပ်ပါဝင်လာမလဲဆိုတာစိတ်လှုပ်ရှားနေမိပါတယ်ခင်ဗျာ1 fight နဲ့1 six မှာတော့မြန်မာ fighter တွေရဲ့ပွဲစဉ်ကောင်းတွေကိုပြည်သက်တွေကြည့်ရှုရလိမ့်မယ်လို့ထင်မြင်ဆမိတဲ့အကြောင်းသတင်းကောင်းပါပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ